ိုကတရုတ်တုံးလေးကားလေးကိုကြီးရတာကိုလည်းကြိုက်တယ်။အဲ့လိုဂိတ်လေးကိုဆွဲရတာကိုလည်းသဘောကျတယ်ဆိုရင်အခုပြောရပေးမယ့်ဖွဲရဝီမီဆိုတဲ့ဂိတ်လေးကဒုံလင်ဂိတ်လေးထဲမှာအကောင်းဆုံးဂိတ်တစ်ခုဖြစ်ပါလိမ့်မယ်။ဒီနေ့ကျွန်တော်ပြောရပေးချင်တဲ့ဂိတ်လေးကတော့ဖွဲရဝီမီဆိုတဲ့ဂိတ်လေးပါ။သူကတော့အခုလေးစီဂလိုဘယ်ကိုရောက်လာတာမကြသေးဘူးဆိုပေမဲ့ China မှာတော့ PC နဲ့ Mobile တို့မှာပါဆော့ကစားလို့ရနေပါပြီ။ China မှာဆော့ချေတော့ China အကောင့်တစ်ခုခွဲထားမှသာဆော့ကစားလို့ရမှာပါ။ဒါပေမဲ့အဲ့ဒီဂိတ်အကောင့်ခွဲတဲ့နီးကနန်းနီးစီးတာမလို့အဲ့ဒီနီးလိုက်တစ်ခုနောက်ပြီးတော့မှဆေးပြထားပါမယ်။လောလောဆယ်တော့ဖွဲရဝီမီဆိုတဲ့ဂိတ်ကဘာဂိတ် လဲဆိုတာကိုအရေးစလိုက်ရအောင်အဲဒုံလင်ဂိဆိုတာဘာလို့ပြောတာလဲဥပမာပြောရမယ်ဆိုရင်စဝန်းနဲ့မိုးလိုက်တို့လိုမျိုးဒုံလင်ဂိတွေကိုမစော်ဘူးဆိုရတောင်မှတွေ့ဖူးကြမှာပါအာပုံစံကဒီဂိထဲမှာလဲစောတဲ့ player တွေအများကြီးနဲ့ဂိဝေါ်တစ်ခုတည်းမှာပဲအတူတူကစားလို့ရတာပေါ့ဥပမာပြောရမယ်ဆိုရင် grass နဲ့ waterway တို့လိုမျိုးလေးရောင်အခွက်တည်းနဲ့ပဲအသေးခွက်ပြီးတော့ကစားရတာမျိုးမဟုတ်ဘဲနဲ့ဒီဂိရဲ့ wall ထဲမှာဒီဂိကိုစောရင်စောတတာလူတွေအကုန်လုံးကစီးနေမှာပါအရေးစိစုပ်ပြောရမယ်ဆိုရင်အာဆာဆောင်မှာစောကစားတဲ့ player တွေကတသိသိတယ်ဆိုရင်အဲ့ဒီတသိသိလောက်ကဂိဝေါ်ထဲကိုရောက် နေမှာပါစီးနေုံနဲ့ပြီးတော့မဟုတ်ဘဲနဲ့ဒီမိတ်ဆိုင်တွေကိုတူတူကစားရတယ်ဤမုတ်တွေနဲ့တူတူလိုကြတာတွေတငံကြေးတွေနဲ့ဒီအခွဲထောင်တာတွေအပြင်မကျေနပ်တဲ့လူတွေကိုလည်းဘိုင်ဝမ်ခေါ်တီးလို့ရပါသေးတယ်ဒါတော့မာတီပလေယာမုတ်ရဲ့အကြောင်းကိုရှင်းပြတာဖြစ်ပါတယ်ဂိမ်းကိုဖန်တီးထားတာကတော့ဒီအားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့နဲ့ easy ကဖြစ်ပြီးတော့ AAA ဂိမ်းလည်းဖြစ်ပါတယ်အဲ AAA ဂိမ်းဆိုတာကကြာမြန်မာလိုပြောရမယ်ဆိုရင်ငွေအများကြီးသုံးပြီးမှဖန်တီးလို့ရတဲ့ဂိမ်းတစ်ခုပေါ့ ါပေမဲ့ဝယ်ဆိုးရမှာမဟုတ်ဘဲနဲ့ဖလီတူပလေးနဲ့လာတာဖြစ်ပါတယ်ဒီလို graphic ကောင်းတဲ့ဂိတ်ကြီးကို မိုဘိုင်းအသွေးပေါ်ဆိုးကစားလို့ရအောင်ထုတ်ပေးထားတာနဲ့တည်း play easy ရဲ့ stressor ကိုကြီးရတဲ့တိနိုင်ပါတယ်ဒုလင်ဂိတ်ရိတ်ထဲမှာအကောင်းဆုံးဂိတ်တစ်ခုဖြစ်တယ်လို့ဘာဖြစ်လို့ပြောရတာလဲဆိုတော့ထပ်ဆေးပြပါမယ်ဂိတ်တဲ့ကိုစောက်ဝေးတာနဲ့မျက်နှာနဲ့ခန္ဓာကိုအမျိုးအစားတွေကိုစိတ်ကြိုက်ကိုယ်တိုင်ပြည့်ပြည့်လို့ရမှာပါပြီးတော့ story တွေကိုကိုယ်တိုင်ကစားပြီးတော့ level တွေကိုမြင့်တိုင်ပညာတွေကိုစုဆောင်းပြီးတော့ဥပင်ဝင်ရိတ်ထဲမှာတယောက်တည်းကစားလို့ရတယ်လို့လူတွေအများကြီးနဲ့လည်းကစားလို့ရပါတယ်အပြင်မဲ့ပြည်သူတွေကိုတမ်းပြီးတော့အဖမ်းခံရနိုင်တယ်လို့ဒီ ီရမ်ဆော့ဒိတ်နဲ့ဆီယာကြီးလေးကိုတွေးရလဲအဲ့ဒီလိုဖြစ်သွားနိုင်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးအခြေကတိုင်းပင်ကစူးစမ်းရတာပါဥမာကိုနဲ့ကိုတန်ငယ်ကြီးကဂဲကိုတူတောင်းပြီးတော့ဆော့ကစားမဲ့ဆိုရင်တောင်မှဒီတိုင်းပင်ကအခြေကကိုစာခွေတဲ့တိုင်ကြားဖို့မူတည်ပြီးတော့တူညီမှာမဟုတ်ပါဘူးအယိုးစေးစုပ်ပြောရမယ်ဆိုရင်တိုင်းပင်ကပူစာနိုင်တဲ့သူကဆီယာကြီးပေါ့အဓိကရည်ရဲ့အခြေကတိုင်းပင်ကတွေစူးစမ်းပြီးလို့ဒီကိုကဆီယာကြီးဖြစ်လာပြီဆိုရင်အိုပေဝော်ကြီးထဲမှာနေရာစုံဆောက်သွားပြီးတော့ AC ခန့်စားလို့ရတယ်လို့တန်ငယ်ကြီးလေးကိုလည်းလာပြလို့ရတယ်ပေါ့နိုဝင်ဘာ14ရက်နေ့ကျရင် Global ကို PC နဲ့ PS5 တွေပါထွက်လာ မှာဖြစ်ပါတယ်။ဒါပေမဲ့ China ကလို့တော့ mobile တွဲရမှာပေါလာခဲ့ဘူးပေါ့။အကြောင်းရင်းကတော့ global mobile တွဲအခြေထပ်ပေးရမှာမလို့လည်းဖြစ်ပါတယ်။ global မှာလည်း mobile တွဲဝါထုတ်ပေးဖို့အလားအလာရှိတယ်ဆိုပေမဲ့ mobile player တွေအနေနဲ့ကတော့ Nayaka Blade လိုမျိုးမဖြစ်ဖို့ဆူတောင်းရမှာပါ။ဘာဖြစ်လို့လဲဆိုရင်တော့ Nayaka Blade ကဒီ Net Easy ကပဲထုတ်ထားတာဖြစ်ပြီးတော့ mobile ကတော့ China တခုတည်းမှာပဲထုတ်လိုက်တာပေါ့။ global မှာလည်းအခုချိန်ထိ mobile တွဲဘာတဲ့ဒိမ်းမှမကြားရတော့ပါဘူး။ဖွဲရောက်ပြီးမိသား global မှာ mobile တွဲဝါထုတ်ပေးမှာဆိုရင်တော့အနည်းဆုံး6လောက်လောက်ထပ်ဆောင်ရမှာဖြစ်ပါတယ်။ global ကို twin လိုက်ရင်လေပုံကပြန်လာတဲ့အပြင်တခြားတိုင်းပညာအမိုက်စားစာအုပ်တွေကိုစောက်ခွေရဲ့နီလန်းတွေနဲ့ဒီဂိမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ YouTube channel မှာလည်းတင်ပေးသွားဖို့စီပါတယ်။အာဒီလောက်ဆိုရင်ဖယောင်မီမီဆိုတာကဘာလဲဆိုတာကိုတည်သွားတော့မှဖြစ်တာမလို့ အပူပြီးသီးချည်တယ်ဆိုရင် YouTube နဲ့ TikTok မှာဒီ Fair Yummy မျိုးလိုအလွယ်တွေကိုရိုက်စားပြီးတော့လေ့လာကြည့်လို့ရတယ်ပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုရင် enemy game ကလွယ်ပြီးတော့ဒီဒုလင်နဲ့ပတ်သက်တဲ့ review တွေကမရှိတလောက်စားတာမလို့ကျွန်တော်လုတ်ပေးလိုက်ရချင်ဖြစ်ပါတယ်လေကျော်လက်စီနေပြီဆိုတော့ video လေးကိုဒီမှာပဲစသိချင်ပါတယ်အစပြေ Fair Yummy China အကောက်ခွဲတဲ့ဒီကိုနောက် video မှာစတင်ပေးပါမယ်